မေလျှောက်ခွင့်ပြုပါဖရာအရှင်ဖရာဗုဒ္ဓဘာသာယဟန်တော်များအဘဲကြောင့်သဘင်ကိုရိပ်ပြီးဥပြေးကောင်းလုံးပြုကြပါတည်းလေဖရာဗုဒ္ဓမပွင့်မီကပင်စိတ်ပိုင်းဘဝဖြူစင်မှုနဲ့မောက္ခလွတ်မြောက်မှု ရဘူရှိခိအိန္ဒိယမှာပညာတတ်လူဒန်းစားအချို့ဟာဆံမုတ်စိတ်ကိုပယ်ဖန်ရေဆိုးအဝတ်ကိုဝတ်ပြီးလူပောင်ကိုစွန့်တော်ထွက်လေးရှိကြပါတယ်။ကေတမတ်တုံဝဟယေရွာကာတာယာနီဝိထာနီအစ္ဆာဒီရွာ ကာရမအနာဂရိယံအစ္ဆာဝတတိဒါကြောင့်ဗုဒ္ဓသာသနာအစပိုင်းမှာမြတ်ဗုဒ္ဓနဲ့တွေ့လို့ယဟန်ပြုကြသူတွေထဲမှာရင့်ကျက်ပြီးသူတွေဟာယဟန်တွင်မျိုးရှိပြီးဖြစ်ပါလိမ့်မယ်။ ဗုဒ္ဓဖြစ်ပြီးနောက်ဒုတိယနှစ်နှစ်ဆက်အတွင်းနဲ့အဲ့ဒီနောက်ပိုင်းဗုဒ္ဓထံမှာမရင်ကျက်ပဲယဟန်ပြုလာကြတဲ့ဆက်ဖက်ကီအုပ်စုဝင်ယဟန်တွေဟာသပင်းရှိရှိထားလို့လူအများကကာမ၃ဆောင်ပေါင်ကငါတို့တွေလိုပါပဲလားလို့ကဲ့ရဲ့ကြတဲ့အခါမှာဗုဒ္ဓကယဟန်တို့ကာလအဖြစ်နလရှိသောသပင်ပမာဏအဖြင့်လက်နှစ်သိရှိသောသပင်ကိုခွင့်ပြု၏လို့မိန့်ပါれ။ဒါကြောင့်ယဟန်တွေသပင်ကိုရိပ်ဖြတ်ကြရတာပါ။ယခုခေတ်မြန်မာယဟန်အများစုကတော့ နှစ်ပတ်တစ်ကြိမ်သို့မဟုတ်တစ်ပတ်တစ်ကြိမ်စပင်ရေးကြပါတယ်။ယူရီးယားနိုင်ငံမှာတော့လပြည့်လကွယ်နေ့တိုင်းတစ်လနှစ်ကြိမ်တနိုင်ငံလုံးရှိယဟန်တော်တွေပြိုင်တူးတပြိုင်နက်စပင်ရေးကြပါတဲ့။